ခန်းကတော့30ဖြစ်တယ်ဗောနော်စာမျက်နှာ129ကနေ129ပြီးတော့ခေါင်းစဉ်2ခုနဲ့အာဖြစ်တယ်ဗောနော်အာပထမဦးဆုံးပေါ့ကျမဒီသင်ခန်းစာတွေကိုလေ့လာတဲ့အခါမှာဗာတွေကိုအာတတိထားမိလေဆိုတော့လေခန္ဓာကိုယ်တစ်ခုထဲမှာဆိုလို့ရှိရင်ဗောနော်အရေးအကြီးဆုံးအပိုင်းတွေရှိလို့အရေးကြီးတယ်အာအလုတ်အရန်လုတ်တဲ့အပိုင်းတွေလည်းရှိတယ်လေနော်အဲ့ချိန်မှာ ကျမတို့စဉ်းစားလိုက်တဲ့အခါမှာဘယ်ဟာကမလိုတာတခုမှမရှိဘူးเนาะအသေးစိတ်ကအစလေတေချာစဉ်းစားကြည့်တဲ့အခါမှာအားလုံးရှိနေမှာပြီးပြည့်စုံတာလေးเนาะအဲ့လိုပဲကျမတို့ရဲ့ဝิญဉေရာမှာလဲပေါ့เนาะအာ ကျမတို့လေ့လာတဲ့အထဲမှာဆိုတခုပြီးတခုကောင်းစင်တိုင်းသွားတဲ့ခါမှာအရေးကြီးတယ်အရေးကြီးတယ်ပြောမှသွားတယ်လေအဲ့ဒီအချိန်မှာဘယ်အစိတ်အပိုင်းဂန္ဓာပဲဖြစ်ဖြစ်ဘယ်အရာပဲဖြစ်ဖြစ်အရန်အရေးကြီးတဲ့အရာကိုကျမတို့တွေးရတာပေါ့နော်ဝิญဉေးရထဲမှာခန္ဓာအသုံးခန္ဓာစိတ်ပိုင်းဆိုင်ရာသုံးခန္ဓာခန္ဓာပိုင်းဆိုင်ရာမှာဆိုရင်ကျမတို့ငါခန္ဓာ၅ခုနဲ့ရှိတဲ့အရာတွေကလည်းအားလုံးကလည်းကျမတို့ရဲ့အတ္တထဲမှာတစ်ခုမှလစ်ဟင်းလို့မရအောင်အရေးကြီးတဲ့ခန္ဓာဖြစ်တယ်ပေါ့နော် အဲ့ဒီရဲ့အရာကိုတွေ့ရတယ်တစ်ခါတစ်ခါကြည့်အရင်တော့ကဆိုရင်ကျမတို့ကအိုးခန္ဓာကအဓိကမဟုတ်ဘူးအဝိညာဉ်ရေးကအဓိကအဲ့လိုနဲ့တွားတယ်လေအဲတေချာလိလာလေလေပေါ့နော်ဖះကိုကြီးစုတင်လေလေပေါ့နော်ဒီလိုနဲ့နေတဲ့အရာတွေကိုဖះသခင်ကသိရှိစေတယ်ပေါ့ကျမတို့ကြုံဘူးမယ်လေနော်အဲတစ်ခါတည်ရန်ကြရင်အဲသမင်းချက်ဖို့ဆိုတာကျမတို့ဆန်လိုအပ်တယ်မီးလိုအပ်တယ်ပေါင်းအိုးတွေလိုအပ်တယ်မြန်မာပြည်မှာဆိုမီးလာရတယ်လေနော် လက်မဲ့ကျမတို့ကအကုန်လုံးအစင်တက်ကမီးလဲလာတယ်ဆိုတော့ပေါင်းဥတွေလည်းရှိတယ်ချက်မယ်လို့လုပ်တဲ့ခါမှာပေါ့နော်ဟင်းတွေစပွဲတွေခင်းမှကျမတို့တီးလိုက်တယ်တခါတခါသမင်းကခလုတ်မနှိပ်လိုက်သေးတဲ့အတွက်ဇန်ကအစိမ်းဖြစ်နေတယ်လေနော်ခလုတ်လေးတစ်ချက်တစ်မိနစ်တစ်စက္ကန့်လေးမလုတ်လိုက်ရင်တော့ပြီးပြည့်စုံခြင်းကမဖြစ်လာဘူးပေါ့ကျမတို့ရဲ့တက်တာထဲမှာဒီနေ့တူးဖို့ခိုင်းတဲ့အရာဘယ်ရဲ့အရာတွေလင့်ဟင်းနေတယ်လဲဆိုတဲ့အရာပေါ့နော်ကျမတို့အဲ စာမျက်နှာကောင်းစဉ်ကိုပထမစာမျက်နှာကိုတွားမယ်ဆိုရင်ကျွန်ုပ်တို့ဤအတွင်းအစိတ်ပိုင်းများနဲ့ဖုံးကွယ်ခြင်းခံရတော့အစိတ်ပိုင်းများကိုတူးဖော်ပြီးတော့မှဖယ်ရှားမယ်တဲ့နော်အဲဒီအခါမှာဆိုရင်ကျွန်ုပ်တို့ဤအတွင်းအစိတ်အပိုင်းများထဲတို့ဝิญဉ္ဇတော်ဤစီးဆင်းမှုကို ကျမတို့သင်ယူရမှာဖြစ်တယ်တဲ့ဒီနေရာမှာသူကတောလေရ20လို့ပေးထားတယ်ဆိုပေမဲ့ကျွန်မ အထင်ပေါ့နော်။ဒါရွေးမှန်ကန်တာကတော့ထွံ့မြောက်ရဆက်ခွန်ကအကြောင်းအရာကိုပြောမယ်ထင်တယ်။အာဒီမောရှိကကြောက်ကိုရိုက်လိုက်တဲ့ခါမှာရေထွက်တယ်လေနော်အဲ့ဒီရဲ့အရာကပါဒီထိုကြောက်ကပါပုံဆောင်တယ်လေဆိုရင် ခရစ်တော်ကိုပုံဆောင်ကြောင်းကိုလည်းပြောတယ်လေနော်၎င်းဒီရိုက်ခံပြီးနောက်အသက်ရေအဖြစ်စီစဉ်ကြောင်းကိုဖော်ပြထားတယ်တဲ့ပြီးတော့နောက်23မှာကျော့ပါလို့သူပြန်ပြောထားလေဆိုဖျားလူများ တူတော်ရေတွဲမှရေများစိတ်ထွက်လာကြောင်းကို ဖော်ပြထားတယ်တဲ့ဒီအကြောင်းအရာနှစ်ခုကြည့်မယ်ဆိုရင်ပေါ့နော်ကျမတို့ဖျားလူတွေတွင်းတဲ့တူတဲ့ရေတွင်းနဲ့အခုနကကြောက်ကိုရိုက်လိုက်တဲ့ရေအရေထွက်လာပြီးတော့မှပေါ့နော်အသက်ရေအဖြစ်စီးဆင်းနေတဲ့အရာကို ဖော်ပြတဲ့အနေအမှာဘာကိုတိကပြောလဲဆိုတော့ ဒီကြောက်ကိုရိုက်တဲ့အရာကကားတိုင်းပေါ်မှာပေါ့နော်ခရစ်တော်အသေးခံခြင်းအမှုအရာကိုပေါ့နော်အဲ့ရဲ့အရာကိုပုံဆောင်ခြင်းဖြစ်တယ်တဲ့ကားတိုင်းပေါ်ရှိခရစ်တော်ကိုပုံဆောင်ပြီးကြောက်တီဖျားသခင်အားဖြင့်ရိုက်ခံရခြင်းဖြစ်တယ်ဤတို့ဖြင့်အသက်ဤဝိညာဉ်တော်တည်ဟူတော့အသက်ရည်ဒီကျွန်ုပ်တို့ထဲတို့ စီစဉ်ဝင်ရောက်လာခြင်းဖြစ်တယ်တဲ့အဲ့ကားတိုင်းပေါ်မှာဗောနော်ယေရှုခရစ်တော်ကအမှုပြီးပြီလို့ပြောတဲ့အရာဗောနော်ကျွန်ုပ်တို့အပြေဆုံးခဲ့တဲ့အရာကကျွန်ုပ်တို့ရဲ့အထဲမှာအသက်ရည်ဖြင့်စီစဉ်လာတယ်အဓိကတော့ကျမတို့ခရစ်တော်ရဲ့လှုပ်ဆောင်ပြီးတဲ့အရာကိုတူးဖော်တယ်လို့ပြောတဲ့အခါမှာလေဒီအာတော်လေရာကြမ်းထဲမှာပဲပြန်ပြောထားတယ်လေနော်ရေတွင်းတူးတဲ့နေရာမှာဆိုရင်တဲ့ဖျားလူတွေက ချီးမွမ်းပြီးမှအိုးရေ ရေတူးတဲ့ခါမှာလေနော်ထွက်လောပြောမှာသူတို့ကို နိုင်က တူးရင်နဲ့ချီးမွှန်းရင်နဲ့သူတို့တူးတဲ့ခါမှာအဲတကယ်ကိုတန့်ရှင်းတဲ့ရေအဲရေတွေစိမ့်ထွက်လာတဲ့အရာကိုတွေ့ရတယ်ကျမတို့ကခရစ်တော်ကိုကျမတို့လက်ခံပြီးတဲ့ခါမှာခုနယေရှုခရစ်တော်ပြုပေးတဲ့အမှုကိုလက်ခံပြီးတဲ့နောက်မှာကျမတို့ရဲ့အသွင်းထဲကိုစီးဆင်းလာတဲ့အဲ့ဒီရဲ့အရာကကြောက်ကရေမဟုတ်ပဲနဲ့ရေတွင်းအနေနဲ့ပေါ့နော်ဒီနေရာမှာကျမတို့ကိုဖော်ပြထားတယ်ဘယ်လိုရေးထားလဲဆိုတော့ ရည်သွင်းသည့်ကျွန်ုပ်တို့ အထဲ၌ရှိသောခရစ်တော်ဖြစ်တယ်တဲ့ကျွန်ုပ်တို့ယုံကြည်လာပြီးတဲ့နောက်ပိုင်းမှာဆိုကြောက်အဖြစ် မဟုတ်တော့ဘဲနဲ့ရည်သွင်းအဖြစ်ရှိနေတယ်တဲ့ရည်သွင်းဒီနေရာမှာလဲပေါ့နော်ကျမတို့ရည်တွင်ဆိုတဲ့နေရာမှာဒီရည်ကဘယ်ချိန်ခမ်းမလဲကျမတို့ရဲ့တွင်ထဲကနေခရစ်တော်ကရှိနေတယ်ခရစ်တော်ရဲ့ရည်ကစီးဆင်းနေတဲ့အချိန်မှာပေါ့နော်ကျမတို့ရည်ငတ်တဲ့လူတွေတိုင်းကျမတို့ သူ့ရှီကိုလာပါလို့ပြောတယ်ကျမတို့လာတဲ့အခါမှာဘယ်တော့မှအငတ်မပြေရအောင်ဘယ်တော့အခါမှခံချောက်မသွားတဲ့ကျမတို့ရဲ့အသွင်းထဲကနေယေရှုခရစ်တော်လှုပ်ပေးခြင်းကိုအပုံဆောင်ခြင်းကိုလည်းသူပြောတယ်ပေါ့စာမျက်နှာ128ကိုတွားမယ်ဆိုရင်လေဒီအခန်းထဲမှာပေါ့နော် ရည်ရွယ်ချက်မှာတွင်တင်ချင်းထပ်ပေးရန် မဟုတ်ပဲတဲ့ဘုရားခင်ထံသို့သွားရန်အတွက်မလိုအပ်သောအရာများကိုဒူးဖော်ဖယ်ရှားရမည်ဖြစ်ကြောင်းကိုခွန်အားပေးပြီးတော့မှတိုက်တွန်းထားခြင်းဖြစ်တယ်တဲ့ကျမတို့ရဲ့အတ္တတာမှာပေါ့နော်ဩဝါဒတွေပေးခြင်းအနာဂတ်ရဲ့ခြေလှမ်း အဲများအပြင်ပေါ့နော်ဖျားခင်အလိုတော်နဲ့ဆက်ညင်တဲ့အဲဆက်လင်းတဲ့လမ်းညွန်မှုအကြောင်းတွေကိုပဲပြောပြောပြောဟောဟောဟောနေဖို့ပဲမဟုတ်ဘူးပေါ့နော်အဲ့ရဲ့အရာအတွက်ပဲမဟုတ်ပဲနဲ့ကျမတို့ကိုနိုင်ကတဲ့နော်ကိုကိုတိုင်ကတူးဖို့ ထယ်ရှားခြင်းကိုခံရမယ်ကျမတို့ကိုကိုကိုတိုင်းအရင်သိတယ်လေနော်ကျမတို့ရဲ့အတ္တတဲမှာဘယ်ယာတွေလိုအပ်နေလဲဆိုဒီနေရာမှာသူရေးထားတဲ့အရာကိုလည်းလေဖတ်တဲ့ခါမှာအိုးဘုရားသခင်ကောင်းမြတ်လိုက်တာနော်ကိုဖြစ်နေတဲ့အရာတွေလေနော်ကျမတို့လူတိုင်းဖြစ်နေကြဂျုံပူးမှာပဲလေသူရဲ့အရာကိုသူကပြောပြထားတယ်လေနော်ယနေ့အချိန်ထိတဲ့ကျွန်ုပ်တို့ဒီအသက်ကြီးလွတ်လပ်စွာစီစဉ်မှုမရှိကြောင်းကိုယုံကြည်ပါသည်တဲ့ ကျမတို့ရဲ့တက်တာတွေကနေအသက်ကြီးကလွတ်လပ်စွာမစည်းစင်းနေဘူးပေါ့နော်စူတောင်းခြင်းများမှာလွတ်မြောက်လွတ်မြောက်အဲလွတ်မြောက်ခြင်းမရှိကြပေတဲ့တက်သေးခံခြင်းမှာလည်းအားမရှိပဲအရာများစွာ၌ရှုံနေရအောင်အောင်မြင်မှုလည်းမရှိကြပါဘူးတဲ့ဤကဲ့သို့ဖြစ်ရခြင်းမှာကျွန်ုပ်တို့အတ္တတာထဲ၌ဝဉဉ် ဝิญဉ္စရာအသက်စီစဉ်ခြင်းတို့မဟုတ်အသက်ရည်ဤစီစဉ်ခြင်းနှင့်လွတ်မြောက်မှုမရှိတော့ကြောင်းဖြစ်တယ်တဲ့ကျွန်ုပ်တို့အထင်၌အညစ်အကြေးများစွာရှိနေ၍ထိုအရာများကိုတူးဖော်လိုက်ရမယ်ဖြစ်တယ်ဗောနော်တခါတည်းရန်ကြရဲ့ဟုတ်တယ်ကျမတို့လူရယ်လို့ဖြစ်လာတဲ့ခါမှာလေအခုအထူးသဖြင့်ဥဆောင်တဲ့ခါမှာဆရာဆရာမတွေဆိုပို့ပြီးတော့မှသဘောပေါက်မယ်လေနော်ကိုကပလင်ပေါ်မှာအဟောနေတယ်ဆိုမဲ့ဟိုအိမ်ကနေ ကိုမားတဲ့အရာလေးတွေရှိခဲ့တယ်လို့ပေါ့နော်မလုတ်တင်နဲ့မပြောတင်တဲ့အရာပြောတဲ့အရာတွေရှိလာတဲ့ခါမှာအဲ့လိုကိုပြောတဲ့ခါမှာကိုကိုကိုလည်းတမျိုးလေးခံစားနေရတယ်လေနော်ဟောတဲ့ခါမှာတွေစူတောင်းတဲ့ခါမှာတွေလည်းတခုခုလိုတလိုတွေခံစားနေရတဲ့ခါမှာကျမတို့ရဲ့အသက်တာတွေကနေထူးထူးပေါ်ပြီးတော့မှဖယ်ရှားဖို့လိုတယ်ပေါ့ဒီနေ့မနေ့မှဒီနေ့နေ့လေတုန်းကဆရာလည်းပြောသွားတယ်လေဟော ူတက်တည်ခံတဲ့အစီစဉ်တဲ့အထဲမှာပါပြောလဲဆိုတကယ်တကယ်တမ်းတော့ကျမတို့ရဲ့လှုပ်ဆောင်ခြင်းတွေအားဖြင့်ဘုရားခင်ရဲ့ရှေ့မှာကျမတို့တွားနေတာမဟုတ်ဒီအတွက်ကြောင့်မို့ကျမတို့ဘယ်ရာပဲလှုပ်လို့ကိုယ့်ရဲ့ဖြောင့်မတ်ခြင်းအားဖြင့်ကိုကဟောနိုင်တာပြောနိုင်တာကိုတော့ကိုးကွယ်နိုင်တာမဟုတ်ပဲနဲ့ကျမတို့အဓိကခရစ်တော်ထံမှာလာတဲ့ခါမှာပေါ့နော် ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကြောင့်ကျွန်တော်တို့ကရောက်ရှိနိုင်တဲ့အခုလဲကျမတို့ကိုတူးဖော်ခိုင်းတဲ့အခါမှာယေရှုခရစ်တော်ကျမတို့ရဲ့အတွင်းထဲမှာရှိနေတဲ့ဝိညာဉ်တော်အခုနကခရစ်တော်ကို၌ကပဲကျမတို့လမ်းညွန်ပေးမှကျမတို့တူးဖော်နိုင်မယ်ဆိုတဲ့အရာကိုလဲပေါ့နော်ဆင်ခြင်မိတယ်ပေါ့နော်ဒါအဲပြီးတော့နောက်အောက်မှာပါရေးထားလဲဆိုအညစ်အကြေးဒီမိဒီအရာနီးဟုမေးကောင်းမေးမိဖြစ်တည်တဲ့ ၎င်းမှာကျွန်ုပ်တို့ဤဩဒဘာစိတ်ခံစားမှုအလိုစန္ဒာနဲ့အတိညာစန္ဒာတို့၌ရှိနေသောအညစ်အကြေးများပင်ဖြစ်တယ်တဲ့ကျွန်ုပ်တို့ဤစိတ်နှလုံး၌တူးဖော်ဖယ်ရှားရန်လိုနေသောအမိုက်များစွာရှိနေသည် ဒါကကျမတို့လက်ခံရမှာလေနော် ကျမတို့အမိုက်များဆိုတာရှိနေတယ်အဲ့ဒီရဲ့အရာကိုကျမတို့တူးဖော်ဖို့ရန်အတွက်လိုတယ်ဆိုတဲ့အရာကိုကျွန်ုပ်တို့ဤဝิญဉ်၌လဲဆက်ဆံဖြည့်ရှင်ရမည်အညစ်အကြေးရှိတယ်လေကျမအရင်တော့ဝิญဉ်ထဲမှာတော့ဟိုအာဖျားယေရှုခရစ်တော်ရှိနေတဲ့ခါကြောင့်ပေါ့နော်သူရဲ့နေတဲ့နေရာဖြစ်တဲ့ခါမရှိလို့ထင်နေရဒီနေရာမှာရှိတယ်လို့ပြောရတယ်เนาะဒီရဲ့အရာကိုလည်းကျမတို့ရှာဖွေရမယ်တဲ့ရှာဖွေတယ်လို့ပြောတဲ့ခါမှာ I to send เนาะ ကျမတို့မရမကရှာရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျမတို့လူတယောက်မှာယောဂရှိပြီဆိုရင်လေနော်တစုံတစ်ခုကြောင့်နေမကောင်းတော့ဆိုဆေးရုံသွားပြီးကျမတို့မရမကရှာတယ်လေနော်ရှာပြီးတဲ့အခါမှာအဲ့ဒါတကယ်လို့ဘာအလုံးပဲရှိရှိကြောက်ပဲတဲတဲဘာပဲဖြစ်အဲ့ဒါထုတ်လိုက်ရင်အဆင်ပြေသွားတယ်လေကျမတို့ရဲ့ဝิญญေရခန္ဓာထဲမှာရောက်ပါတော့အဲ့လိုပဲကျမဒီဟိုမြန်မာပြည်မှာနေတဲ့အချိန်ဆိုကြွက်ရမ်းများတော့နော်ကြွက်သက်ဆေးတွေချချပြီးဆိုရင် တနေနေရမှာသွားပြီးပုတ်နေတာကိုကမသိဘူးလေနော်အနံ့ထွက်လာမှသိတယ်အိုးတအိမ်လုံးပတ်ရှာတာလေးနော်အနန္တအနန္တဆိုမစတူရှင်နဲ့ကျမတို့အဲ့လိုလုပ်ရမယ်ကျမတို့ရဲ့အသက်တာထဲမှာဖခင်နဲ့ကျမတို့ရဲ့ကြားထဲမှာဘယ်ရဲ့အရာကပုံစံနန်နေပြီးတော့မှဖခင်နဲ့လွတ်လွတ်လပ်လပ်ကျမတို့ရဲ့အထဲမှာမဝင်နိုင်ဘူးလို့ဘောနော်ကိုကို့အထဲကနေလဲ ပြန်လဲတဖန်မစည်းထွက်နိုင်အောင်ဖြစ်တဲ့အရာလေးတွေကိုပေါ့နော်ဒီရဲ့အရာကိုရှာမယ်ဆိုရင်လေကျမဘလို့ပဲစဉ်းစားစဉ်းစားလေဘာလို့တခုအဲခံစားမိလဲဆိုရင်ဟိုအရှိတင်ကန်းစာထဲမှာကျမတို့ပြောပြီးလေတခါတည်းရန်ကြရလေလူတယောက်ကလေကြုံဘူးမှာလူဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးလေသူမားနေတာကိုအားလုံးသိတယ်ကလေးကအစားသိတာတော့သူ့ကိုသူကမသိဘူးလေ သူမားတာကိုမသိဘူးเนาะအဲ့တော့ကတော့ကိုကတော့အလောက်ထိတာမှဖြစ်တာလားလို့ထင်တယ်မဟုတ် ကျမတို့အတန်နုတ်ကပတ်တော်စားတဲ့အရှိမပြောပြောဖုံးကွယ်ထားခြင်းခံရတာဖုံးကွယ်ထားခြင်းခံရတော့ तू ကသူမားလို့မားမှမသိဘလို့ရှင်းပြလေလေပို့ပြီးရှုပ်သွားတယ်လေเนาะဘာဖြစ်လို့ဖုံးကွယ်ထားခြင်းခံရတဲ့အတွက်ဒါကြောင့်မို့ကျမတို့ကဘောเนาะဒီအပုတ်နံထွက်နေတဲ့ຢာတွေကိုကျမတို့ဖယ်ရှားခြင်းနဲ့ဆိုပထမအဦးဆုံးတော့ ကျမတို့နှုညံ့တိမ်မွေ့နှိတ်ချတဲ့စိတ်နဲ့ဘုရားသခင်ရှိမှာကျမတို့တွားဖို့လိုတယ်ဘောနော်ပြီးတော့တဲ့ကျမဒီနေ့ကျမ်းစာထဲမှာဆိုရင်ဘယ်ရဲ့အရာကိုလဲပြောထားလဲဆိုရင်ကျမ်းစာနှစ်ပိုက်လေးဖတ်ခြင်းတယ်ဘောနော်နှစ်ပိုက်ယောမ3စနစ်မှာပါပြောလဲဆိုရင်အာလုံးတည်တဲ့ကျမ်းပိုက်ဖြစ်တယ်လူအပေါင်းတို့ဒီတဲ့လမ်းလွဲကြပြီတညိတညွတ်ဒီအတုံးမရတော့သူဖြစ်ကြပြီကောင်းတော့သူ ကောင်းသောအကျင့်ကိုကျင့်တော်သူ မရှိတရားမှမရှိဘူးတဲ့ဒါတို့ကျမတို့ကလက်ခံရတာလေးနော်ကောင်းတဲ့သူမရှိဘူးကျမတို့ကလမ်းလွဲနေတဲ့အတွက်အတုံးမရတဲ့အတွက်ကျမတို့ရဲ့ အသက်တာမှာဗောနော်တီးဖို့လိုအပ်တယ်ဖျားနာသွားဖို့လိုအပ်တယ်ဗောစာလန်ထဲမှာလည်းဗာပြောထားတယ်အတူတူပဲနော်စကြောင်းနေအားလုံးကတူတယ်စာလန်ဆက်လေးတုံးမှာကျတော့လူအပေါင်းတို့ကလမ်းလွဲကြပြီခုနလိုပဲအတုံးမရတော့သူပြောတဲ့နေရာမှာဆွေးမြေ့ပြီးတော့မှယိုယွင်းပျက်စီးနေကြပြီတဲ့ကျမတို့ကကျမတို့ကနော်အဲ့တော့ကျမတို့ဒါကိုဩငါအဲ့လိုဖြစ်ပါလားဆိုတဲ့အရာ ပထမဦးဆုံးအနေနဲ့နုညံ့တဲ့စိတ်နဲ့ ကျမတို့လက်ခံရတာပေါ့နော်ပြီးတော့နောက်တစ်ခုကလည်းဗာပြောထားလဲဆိုတခါတခါကြာရင်ကျမတို့ကဟူလူနဲ့ရှင်လာရင်ငါနဲ့နဲ့ကောင်းတယ်လို့ဟူလူနဲ့ရှင်လာရင်အော်ငါလိုတယ်လို့လို့ထင်တာဖိလိပ္ပိနဲ့တုံးပါဗာပြောလို့ဆို तू the body ဆိုတာကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟုနှိတ်ချတော်စိတ်ရှိ၍တယောက်ကိုတယောက်ထင်မှတ်ရမယ်တဲ့ဒီလိုစံစာတဲ့ကကျမတို့ ကျမတို့ရဲ့ဖြစ်တည်နေခြင်းကိုပြောထားတဲ့အရာကိုကျမတို့လက်ခံပြီးတော့မှကျမတို့တူးဖော်မယ်ဆိုရင်တော့တေးချရတယ်လေနော်ဘုရားသခင်ကဖော်ထုတ်ပေးမယ်ဆိုတဲ့အရာကိုကျမတို့ဩတဘစိတ်ကိုတူးဖော်ကြအောင်နော်အဲ့ဒီနေရာမှာကောင်းစင်သွားမယ်ဆိုအညစ်အကြေးဟူ၍အတုံးပြုထားတော့စကလုံးမှာမိတိအရာ ဖြစ်ကြောင်းဆိုလိုပါသည်။ကျွန်ုပ်တို့ဤဩတဘစိတ်တည်ဖြူစင်မှု မရှိကြောင်းကိုဆိုလိုခြင်းဖြစ်တယ်တဲ့နော်။ကျမတို့ဩတဘစိတ်ကမဖြူစင်နေလို့ဖြစ်တယ်။ယခုအချိန်မှပင်ဘုရားသခင်ကဝန်ချတောင်းပန်ခြင်းမရှိသေးတော့အပြစ်တင်ခြင်းအချို့ဒီကျွန်ုပ်တို့ဤဩတဘတွင်လိုက်ရှိနေသည်တဲ့။ဤအပြစ်တင်ခြင်းများမှာကျွန်ုပ်တို့သူဖို့ဖယ်ရှားလိုက်ရမိအညစ်အကြေးများဖြစ်သည်ပေါ့နော်။ ဖယ်ရှားရမယ့်အညစ်အကြေးတွေဖြစ်တယ်ကျွန်ုပ်တို့အတွင်း၌လွတ်လပ်မှုမခံစားရခြင်းဤအကြောင်းရင်းမှာကျွန်ုပ်တို့ဤဩဒဘစိတ်နဲ့အပြစ်တင်ခြင်းများရှိနေတော့ကြောင်းဖြစ်သည်အပြစ်တင်ခြင်းများမှာမိသည့်အရာနည်းတဲ့ကိုကိုကိုပဲမေးပါတဲ့သူများဟောမမေးနဲ့ဘောနော်ကို့အကြောင်းကိုကိုအတိဆုံးဘိုးကဘယ်နေရာမှာလို့လဲဆိုတော့ခုနပြောလို့နှူးညံ့တိမ်မွေးတဲ့စိတ်နဲ့ဘုရားသခင်ကျမရဲ့ဘုရားရှင်မှာလာဖို့ကလည်း အာခုနကပြောလို့အနောက်အနောက်ဆက်လေးတွေလည်းရှိနေတယ်ကျမဘယ်ရဲ့အရာမှာပေါ့နော်ဖယ်ရှားဖို့လိုတယ်ကျမမားယွင်းနေတဲ့အရာတွေများတော့အပြင်တော့ကျမတို့တည်တယ်ဒါပေမဲ့တချို့မတည်တဲ့အရာ ရှိတယ်လို့ဒီမှာလည်းရေးထားတယ်လေနော်အဲ့ဒီရဲ့အရာကိုလည်းဝิญဉ္ဇတော်ရဲ့အကူအညီအားဖြင့်ကျမတို့ကပေါ့နော်အာဒီအခြားတော့သူများနဲ့မှန်ကန်မှုမရှိတဲ့အရာတွေအပြစ်တင်ခြင်းများ ရှိနေတဲ့အရာတွေကိုလည်းပေါ့နော်ကျမတို့ဖော်ထုတ်ဖို့ရန်အတွက်ဖြစ်တယ်ပေါ့အာ တခါတည်းကြရင်လေဖះအောင်တကယ်ဆူတောင်းတဲ့လူကတော့တကယ်ကြုံရမှာပါဆူတောင်းရင်းနဲ့ကိစ္စလေးတစ်ခုပေါ်လာတယ်အဲ့ရဲ့အရာလေးတွေကတကယ်တကယ်တမ်းတော့ကျမတို့ဖះခင်ရဲ့ရှိမှဖြေရှင်းရမယ့်အရာဖြစ်တယ်။ဟိုးအရင်တုန်းကကိစ္စတွေထဲမှာနေပေါ့နော်ကျမကြုံဘူးတယ်လေနော်ကျမတခါတောင်းတက်တည်ခံဘူးလားမသိနင်းထိုင်ရင်းနဲ့ အဖေကတော့အမရှိတော့ဘူးလေနော်အဖေကိုတတိယရင်လည်းဟဲ့ငါအဖေရှိတဲ့ချိန်ကပြောမမိခဲ့တဲ့ညာငါကြောင့်သူစိတ်ဆင်းရဲခဲ့တဲ့ညာရှိမှာပဲကိုကိုကိုနောင်တရနေတာကားစီးရင်းနဲ့လေအဲ့ချိန်မှာအော်ပေါ့ချက်ချင်းမဲ့အမေကိုဖုန်းခေါ်တယ်လေအဖေနဲ့ဇင်နိမောင်နန်ဆိုတာနှစ်ယောက်မဟုတ်တစ်ယောက်တည်းဖြစ်တဲ့အတွက်အဖေရှိတော့ငါပေါ့နော် ။တမီးအဖင်သူစိတ်ဆင်းရဲခဲတဲ့အရာတွေရှိခဲ့ဘူးလား။ပြောပါလို့ပြောတော့အမေကမပြောဘူးလေ။တနာလာနေမှာပေါ့နော်။ဘယ်ပြောမလဲ။ဒါပေမဲ့ကျမကလည်းအဲ့မှာကားထဲမှာမျက်ရည်တွေကြာပြီးတော့မှလေသူ့ပြောတာလေအခုပေါ့နော်။အပြစ်ဝင်ချမယ်လို့နော်။အဖေစိတ်ဆင်းရဲခဲတဲ့အရာတွေဆိုတော့အာနဲ့အမေကတော့လုံးဝမငိုဘဲနဲ့ကတ်တီတီပါပြောလဲဆိုတော့သူ့တမီးကိုမခံစားစေချင်လို့တင်တယ်။ အေးအမေတော့မမတ်မိဘူးတဲ့တမိခံစားရတဲ့ဆိုတော့ဆူတောင်းပေးမယ်ခုခွင်းလို့ပေးဖို့ရန်တက်ပြောအဲ့ချိန်မှာကျမစိတ်ကြည်လင်သွားတယ်လေနော်ဟိုလှုပ်လိုက်ရတဲ့ခါမှာဂျေနဲ့သွားတာပေါ့တကယ်အဲ့ဂျေနဲ့ချင်ဘယ်တော့မှမမေ့ဘူးနော်အဲ့ရဟာတွေကလေဟိုပြီးတော့ဝိညာဉ်တော်ကလည်းဒီလိုခတ်ဒီလိုနိုးစော်တဲ့ခါမှာကိုလှုပ်တဲ့ခါမှာရှက်ဖို့လည်းမတီးတော့ဘူးနော်ကားထဲမှာမျက်ရည်ကျမှာကိုလည်းမတွေးမိတော့သူဥဆောင်သွားပေးတာလေတာမန်ဆိုရင်လေ ကျမတကယ်ကောင်းပါတယ်နော် sorry ဆိုတာမပြောချင်တဲ့လူဖြစ်တယ်လေနော်လူတိုင်းပါပဲနော်အေးအဲ့အတွက်ကြောင့်မို့ဒီမှာဆက်၍ကျမတို့ကြည့်မယ်ဆိုဖရာသခင်တောင်းဆိုသည့်အရာကိုလှုပ်ဆောင်ရင်တင်ញင်းဆန်တော့ကတင်ဤဩဒဘစိတ်နာအပြစ်တင်ခြင်းရှိလာမည်ဖြစ်တယ်တဲ့ကျမတို့ရဲ့တက်တာထဲမှာအများကြီးရှိတယ်လေနော်အဲ့အတွက်ကြောင့်မို့ဒီရဲ့အရာတွေကိုကျမတို့နုညံတိမ်မွေးတဲ့စိတ်နဲ့ကျမတို့တကယ်ဖြည့်ရှင်းနိုင်ဖို့ဖယ်ထုတ်နိုင်ဖို့ရန်အတွက်ဒီနေရာနေလဲ ။အိုးသခင်ယေရှုကိုတော့တောင်းပါ၏။ထိုစိတ်သက်မျိုးနဲ့ထိုလက်တွေလှုပ်ဆောင်နိုင်မှုရန်အတွက်ဆွဲခေါ်တော်မူပါ။ထိုအခါသင်ကလွမြောက်ခြင်းမရှိဘဲအဘဲကြောင့်ချီနှောင် ချင်းခံရပါတည်းဟူစဉ်းစားမိမိဖြစ်တယ်တဲ့၎င်းမှာတင်ဒီဘုရားခင်ဤတောင်းဆိုမှုကိုတုံ့ပြန်မှုမရှိခဲ့တော့ကြောင့်၎င်းဒီရုတ်တရက်ပြင်တင်ဤဩဒဘာစိတ်၌အပြစ်တင်ခြင်းဖြစ်ပေါ်လာရခြင်းဖြစ်တယ်တဲ့တင်ဤဩဒဘာစိတ်ဒီအပြစ်တင်ခြင်းများကြောင့်စင်ကြယ်မှုမရှိဒီနဲ့မရှိခြင်းနဲ့ထိပါခြင်းများကို မရှောင်ရှားနိုင်ခြင်းဖြစ်တယ်တဲ့နော် ပြီးတော့နောက်ဆုံးတစ်ပိုက်ကိုသွားမယ်ဆိုရင်ကျွန်ုပ်တို့ဒီအသွင်ပိုင်းနဲ့ဝิญဉ်တော်ဤလွတ်လပ်စွာစီစဉ်ခြင်းကိုတွေ့ကြုံခံစားလိုပါကရှေးဦးဆိုတာကျွန်ုပ်တို့ဩတဘာစိတ်ကိုခုနပြောသလိုနော်ကျမတို့တည်တဲ့အရာတွေဆိုချက်ချင်းဖြည့်ရှင်းလို့ရတယ်အိမ်တအိမ်နဲ့မှာဓမ္မနော်အိုးမနဲ့တန်ရှင်းလိုက်နေ့လည်းပြန်ပေးနေ့လည်းတန်ရှင်းရမှာညနေပြန်ပေးပဲလေနော် အော်ညပတ်တိုင်းကတော့ကျမတို့ရှင်းဖို့လိုတယ်လीเนาะကျမတို့ရဲ့ဝิญဉ်ထဲမှာအော်တဘထဲမှာလည်းအချိန်တိုင်းလူဖြစ်တဲ့ခါမှာဖြစ်နေတဲ့ခါမှာကျမတို့ကိုရှင်းပါလို့ဘုရားသခင်ပြောတဲ့ခါမှာရှင်းလိုက်ခြင်းကကျမတို့အတွက်တာ၍တာ၍ဘုရားသခင်စီဝင်ရဲ့အဲဝิญဉ်တော်ရဲ့စီဝင်ခြင်းတွေပေါ့เนาะကျမတို့ရဲ့အတ္တထဲမှာတာ၍ဘုရားသခင်နဲ့ဆက်ဆံခြင်းမှာလည်းတာ၍ပြည်လိုက်နိုင်တယ်ပေါ့ကျွန်ုပ်တို့ဒီနေ့တိုင်း တခင်ဘုရားထံအကြိမ်ကြိမ်ပြန်လာခြင်းအဖြစ်နဲ့နော်ခုနပြောလို့ဘဏ္ဍာခဏ်ပြတ်နေလဲအကြိမ်ကြိမ်နော်အကြိမ်ကြိမ်ပြန်လာပြီးတော့မှအညစ်အကြေးတွေကိုတူးဖို့ပြီးတော့မှဖယ်ရှားပြစ်နိုင်မယ်ဖယ်ရှားပြစ်ဖို့လိုတယ်ဗောနော်အဲ့လိုအကြိမ်ကြိမ်သွားမယ်ခရစ်တော်ထံဘုရားထံအကြိမ်ကြိမ်သွားမယ်ဆိုလို့ရှိရင်တော့တကယ်လေထိုအညစ်အကြေးတွေကကင်းစင်သွားမှာဖြစ်တယ်ဗောဤအပတ်တော်တွင်တဲ့ အတော်တွင်တွင်ကျွန်ုပ်တို့သည်လမ်းလျှောက်နေသောအချိန်၌ပင်ဖြစ်စေဖျားသခင်ထံအကြိမ်ကြိမ်ပြန်လာရန်ကျွန်ုပ်တို့တိုက်တွန်းအကြံပေးလိုပါတယ်တဲ့အခုကျမတို့ဆင်ခြင်ပြီးတဲ့အခါမှာပေါ့နော်ထိုရဲ့အရာကိုပေါ့နော်ကျမတို့လက်တွေ့ အလုတ်ဆောင်ဖို့လမ်းလျှောက်နေသည်ပဲဖြစ်စေကျမတို့အကျဉ်းကျဉ်ဖျားခင်ထံမှာသွားပြီးတော့မှအိုးကိုရောနဲ့တာ၍ဆက်ဆံရေးလမ်းကြောင်းပြည့်ပြည့်ပို့ရန်အတွက်ပေါ့နော်ကျမတို့ခရစ်တော်လွတ်လွတ်လပ်လပ်တရားရခိုင်နော်အတုံးပြုလို့ရတော့သူဖြစ်ပို့ရန်အတွက်ကျမတို့သူရှိမှအကျဉ်းအာအာ ွားဖို့ရန်အတွက်စာရေးသူကလည်းအကြံပေးတယ်လို့နော်ကျွန်ုပ်တို့ဤဝိညာဉ်ဝိညာဉ်၌ရှိတော်ဘုရားသခင်ထံသို့ပြန်လာပြီးကိုတော်ဤမျက်မှောက်တော်တွင်တူဖို့ခြင်းခံယူရမည်ဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ဤအကူအညီနဲ့ပဲပေါ့နော်ကျမတို့ရဲ့အညစ်အကြေးကအာဖယ်ရှားနိုင်မှာဖြစ်တယ်ပေါ့ဒီအတွက်ကြောင့် ကိုတော့ခေါ်ချင်းဆိုတော့ဝိညာဉ်တော်ဖွင့်ပြပါကျမဘေကန္တမှာမာနေလေဆိုတဲ့အရာတွေသူရှိမှတောင်းခံတဲ့ခါမှာပေါ့နော်။အိုးထူချတဲ့အရာတွေများဆိုတော့ကျမတို့ဖြစ်ပြလာမှာဖြစ်တယ်ဆိုပြီးတော့မှကျမဒီနေ့အာရရှိတဲ့အရာလေးကိုစစ်စင်ပါတယ်။ရောက်စီတိုင်းစစ်